ျင်းစာ25မြို့ကိုကုသပေးနိုင်တဲ့ဈေးတမျိုးစတင်ထိုးနှံပေးနေမိင်္ဂလာပါပြိသက်ကြီးတို့ရဲ့ကျင်းစာယောဂါကတော့အခုနောက်ပိုင်းမှာအစိုးရွာဆောင်ယောဂါတစ်ခုဖြစ်ပြီးလူအများစုရဲ့စိတ်ကိုကြောက်ရွံ့ကောင်းအောင်ခြောက်လန့်တက်တဲ့ယောဂါလေးဖြစ်ပါတယ်။ဒါပေမဲ့ပျောက်ကင်းအောင်ကုသနိုင်တဲ့ကျင်းစာအမျိုးအစားများစွာလည်းရှိပါသေးတယ်။အရေးကြီးတာကကျင်းစာယောဂါရှင်အများအပြားရှိနေပါတယ်။ဥရောပနဲ့အမေရိကကဲ့သို့သောဖွံ့ဖြိုးပြီးနိုင်ငံများမှာလည်းကင်ဆာလူနာများတိုက်စုံးမှုနှုန်းလျှော့ကျမသွားတာကြောင့် ပျောက်ကင်းအောင်ကုသနိုင်ဖို့အတွက်စံတမ်းမှုတွေစက်တန်းရှားလက်များထွက်ပေါ်လာတဲ့တပြိုင်နက်ဖြစ်မိသောကင်စာကုသမှုဤပညာကြောင့်မျိုးရိုးပီသားစစ်ဆေးခြင်းအပောင်ဝင်ကင်စာစစ်ဆေးခြင်းကိရိယာအမျိုးမျိုးထွက်ထက်လာခဲ့ပါတယ်။ဒါကြောင့်ဆဲများပုံပြက်နေပြီးကင်စာမဖြစ်မီတွင်ပုံမှန်မဟုတ်သောဆဲဖွဲ့စည်းမှုများကိုစောစီးစွာသိရှိနိုင်စေခဲ့ပါတယ်။ဒါကြောင့်တုဒရံအခွင့်လန်းလဲတိုးလာခဲ့ပါပြီ။ကင်စာယောဂဆိုတာအရန်ကြောက်စရာကောင်းတဲ့ယောဂတစ်ခုပါ။ ်ခန္ဓာကိုယ်အစိတ်ပိုင်းတော်တော်များများမှာဖြစ်ပွားနိုင်ပြီးကုသရရလည်းအရန်ခက်ခဲပါဒါပေမဲ့ခင်မီနီးပညာရဲ့အသုံးပြုထားတဲ့အစင်းမြေကင်စာယောဂကုသနည်းစနစ်တွေလည်းအခုချိန်မှာပေါ်ပေါက်လာနေပြီးကင်စာယောဂကုသမှုတွေထဲမှာဓာတ်ကင်ကုသမှုဆိုတာအတော်များများကြားပူပီးတာဖြစ်မှာပါကင်စာအကျိတ်တွေကိုတက်ရောက်ကြီးတက်ရိုက်ပြစ်ပြီးပျက်စီးစေတဲ့ကုသနည်းဖြစ်ပိုင်ကင်စာအကျိတ်တွေရောကင်စာမဟုတ်တဲ့အကျိတ်တွေကိုကုသပေးရမှာပါဓာတ်ကင်ကုသမှုအတောင်ပြပိုင်သူ့နာမည်အတိုင်းပဲ proton b therapy ဟာရိုးရိုးဓာတ်ရောင်ကြီးထက်စွမ်းအားမြင့် proton drug မှုတ်တွေကိုသုံးပြီးကင်ဆာဆဲတွေအကျိတ်တွေကိုဖျက်ဆီးပစ်ပိုက်ရိုးရိုးတက်ကင် ကုသမှုနီးတူကင်ဆာအကျိတ်ဒါမှမဟုတ်ကင်ဆာမဟုတ်တဲ့အကျိတ်တွေကုသဖို့အတွက်အသုံးပြုနိုင်ပါတယ်။သူကြီးလည်းအသုံးပြုသလိုခွဲစိတ်ကုသတာကင်ဆာဆေးသွင်းတာလို့တခြားကင်ဆာကုသနည်းတွေနဲ့တွဲပြီးလည်းအသုံးပြုပါတယ်။ဒီအရာကကင်ဆာအတွက်အသုံးဝင်ပေမဲ့လည်းအချိန်ကြာပြီးအချိန်ချင်းဆေးထိုးတက်ကင်နေရတာပဲဖြစ်ပါတယ်။ ဒါပေမဲ့အခုတခါမှာတော့စီတလုံးထိုးယုံနဲ့ကင်စာယောဂအရှင်းပြောင်းနိုင်မဲ့နီလန်ကောက်တစ်ခုပေါ်လာခဲ့ပါတယ်။ဒီသတင်းလေးကတော့အားလုံးအတွက်ဝမ်းသာကြပါပဲ။ဒါကတော့အင်္ဂလန်နိုင်ငံကဥရောပတိုက်မှာပထမဆုံးအဖြစ်ကင်စာ15မြို့ကို ကုသပေးနိုင်တဲ့စီတမျိုးထိုးနှံပေးလျက်ရှိပါတယ်။ Optibon လို့အမည်ရတဲ့အဲ့ဒီဆေးဟာအဆုတ်ကင်စာ၊ဥမာကြီးကင်စာ၊အရည်ပြားကင်စာအပါအဝင်ကင်စာယောဂ15မြို့ကိုကုသပေးနိုင်စွမ်းရှိပြီးစီထိုးနှံဖို့လည်း အချိန်3မိနစ်ကနေ9မိနစ်ကြာပဲကြာမြင့်ပါ යි အခုလိုစေးထိုးနိုင်မှုကြောင့်တစ်နှစ်ကိုလူနာ15000အထိအကျိုးသက်ရောက်မှုရှိသေးနိုင်မယ်လို့ခန့်မှန်းထားပြီးဈေးရုံတွေရဲ့လုပ်ငန်းလှုပ်ဆောင်တာကိုလည်းတိတိတသာ short ချက်ပေးနိုင်မယ်လို့မျှော်မှန်းထားကြပါ යි စီဝါနယ်ကျန်းမာရေးပစ္စည်းစီမင်းထိန်းသိမ်းရေး agency MHRA ကထောက်ခံချက်ရရှိထားတဲ့ဒီစီဟာကိုခန့်အားစနစ်ကကင်စာဆဲရီကိုခွဲခြားဖော်ထုတ်ပြီးတိုက်ဖြတ်နိုင်စေတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်ပြရဖြစ်ပါ යි ဒါကြောင့်ဒီသတင်းလေးကတော့ကင်ဆာယောဂသမားတွေအတွက်တော့အလင်းတန်းလေးတစ်ခုပါပဲပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်အသားစိမ့်တွေကိုစားပြီးကုသရောဂါဖြစ်ကအသက်ပေးခဲ့ရသူမိင်္ဂလာပါပရိသတ်ကြီးတို့အခုနောက်ပိုင်းမှာတော့လူတတော်များများကအသက်ဆန်းဆိုတာတွေကိုပဲလှုပ်လာကြပြီးပတ်စံဝင်ဖို့အတွက်ဆိုပါမစိုးလှုပ်လာကြပါ යි ပိုဆိုရာကတော့အသားစိမ့်တွေ စားကြတာပါပဲ။အမဲသားအစိမ့်၊ငါးအစိမ့်တွေ၊ကြက်ဥအစိမ့်တွေ၊နှလုံးနဲ့အသေးအစိမ့်တွေအပြင် နောက်ဆုံးအုံနောက်အစိမ့်တွေကိုစားပြတဲ့အထစ်ကိုစိုးဝလာကြပါ යි ။နောက်ပြီးအဲ့လိုစားပြတဲ့ဗီဒီယိုတွေကိုဆိုရှယ်မီဒီယာပေါ်မှာလည်းတင်ခဲ့ကြပြီးတော့တတော်မှာဆိုရင်လည်းဆက်မလုပ်ဖို့တတိပေးရတဲ့အထစ်ပါပဲ။ဒါကိုလည်းတတော်များများကတော့မရှောင်ကြပဲ။အသားစိမ့်တွေကသာအာရပါရဆက်စားပြနေကြတာပဲဖြစ်ပါ යි ယောဂပိုးဆိုရာကတော့တတ္တဝါတွေကနေတဆင့်ကုသတတဖြစ်လို့ လူတွေကတော့ဒါကိုချက်ပြုတ်စားတော့ရမယ့်အစားအစိမ့်ကိုသာတိတိကြီးနဲ့ကို စားနေကြတာပါဒါကြောင့်အခုတကမှာတော့ထိုင်းနိုင်ငံမှာ နွားကြွေစိတ်တွေထဲမှာပါယောဂအသစ်တခုပေါ်လာခဲ့ပါပြီဒါကြောင့်ထိုင်းရမြန်မာပြည်သားများအထူးကယူဆိုင်ကြပါနွားကြွေစိတ်တွေထဲမှာယောဂအသစ်တခုပေါ်လာပြီးဖြစ်လို့နွားသားကိုအစိမ့်တိုက်သူများကိုပိုပြီးကူးဆက်မြန်လာပြီးအများပြားသိဆုံးမှုရှိနေပြီလို့သိရပါတယ် အတန်းငောက်စားခြင်းချက်ပြုတ်စားကြဖို့တတိပေးပြစီပတ်စံမျက်နှာလေးတစ်ခုနဲ့ကိုယ့်အသက်ကိုမစတင်မိပါစေနဲ့ပတ်စံဆိုတာဘဲချင်းရှာရှာရပြီမိတ်အခုလိုအစားတောက်တောင်းကြံပြီလို့ယောဂဖြစ်လာရင်တော့ဘယ်အရာကားမှလာမကင်းနိုင်ပါဘူးအခုချိန်မှာယောဂပေးကက်ပေးရေပေးအမျိုးမျိုးတွေကြုံတွေ့နေရတာကြောင့်အလုံးကိုတတိထားစီကြမိုက်အစားတောက်ကိုဘလို့အရာပဲဖြစ်ဖြစ်ကြက်အောင်စားပြီးမဖြစ်ခင်တည်းကကာကွယ်ကြဖို့တတိပေးပါ යි အမဲသားစိတ်သားကိုမှအစိမ့်မကြက်တကြက်ကြိုက်သူများရှောင်ကြပါယောဂတခုကိုမဖြစ်ခင်ကကြိုတင်ရှောင်ကြကြပါအစိမ့်မစားခြင်းတဲ့သူတွေလည်းအခုချိန်ခဏလေးမှအစားတောက်ဆင်ကျင်ကြဖို့တတိပေးလိုက်ရပါတယ်ပရိသတ်ကြီးတို့ရောအခုလိုအသားစိမ့်တွေကိုမှစားပြီးယောဂဖြစ်နေကြတဲ့သူတွေအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြပါမယ်ရှင်ကင်စာ15မြို့ကိုကုသပေးနိုင်တဲ့ဆေးတမျိုးစတင်ထိုးနှံပေးနေတယ် မင်္ဂလာပါပရိသတ်ကြီးတို့ရေကင်းစာယောဂါကတော့အခုနောက်ပိုင်းမှာအစိုးရွားဆုံးယောဂါတစ်ခုဖြစ်ပြီးလူအများစုရဲ့စိတ်ကိုကြောက်ရွံ့ကောင်းအောင်ခြောက်လန့်တက်တဲ့ယောဂါလေးဖြစ်ပါတယ်။ဒါပေမဲ့ပျောက်ကင်းအောင်ကုသနိုင်တဲ့ကင်းစာအမျိုးအစားများစွာလည်းရှိပါတယ်။အရေးကြီးတာကကင်းစာယောဂါရှင်အများအပြားရှိနေပါတယ်။ဥရောပနဲ့အမေရိကကဲ့သို့သောဖွံ့ဖြိုးပြီးနိုင်ငံများမှာလည်းကင်ဆာလူနာများသေဆုံးမှုနှုန်းလျှော့ချမသွားတာကြောင့်ပျောက်ကင်းအောင်ကုသနိုင်ဖို့အတွက်စံတမ်းမှုတွေစတန်ရှာလက်များထွက်ပေါ်လာတဲ့တပြိုင်နက် ဖြစ်မိသောကင်ဆာကုသမှုဤပညာကြောင့်မျိုးရိုးပီသားဆက်စည်းခြင်းအပောင်တွင်ကင်ဆာဆက်စည်းခြင်းကိရိယာအမျိုးမျိုးထွက်ထလာခဲ့ပါသည်။ဒါကြောင့်ဆဲများပုံပြတ်နေပြီးကင်ဆာမဖြစ်မီတွင်ပုံမှန်မဟုတ်သောဆဲဖွဲ့စည်းမှုများကိုစောစီးစွာသိရှိနိုင်စေခဲ့ပါသည်။ဒါကြောင့်ကုသရန်အခွင့်လန်းလဲတိုးလာခဲ့ပါပြီ။ကင်ဆာယောဂါဆိုတာအရန်ကြောက်စရာကောင်းတဲ့ယောဂါတစ်ခုပါ။ခန္ဓာကိုယ်အစိတ်ပိုင်းတော်တော်များများမှာဖြစ်ပွားနိုင်ပြီးကုသရရလဲအရန်ခက်ခဲပါပြီ။ ဒါပေမဲ့ခင်မီနီးပညာတွေအသုံးပြုထားတဲ့အစင်းမြေကင်စာယောဂကုသနည်းစနစ်တွေလည်းအခုချိန်မှာပေါ်ပေါက်လာနေပြီးကင်စာယောဂကုသမှုတွေထဲမှာဓာတ်ကင် ကုသမှုဆိုတာအတော်များများကြားပူပြီးသားဖြစ်မှာပါကင်စာအကျိတ်တွေကိုတက်ရောက်ကြီးတိုင်းရိုက်ပစ်ပြီးပျက်စီးစေတဲ့ကုသနည်းဖြစ်ပိုင်ကင်စာအကျိတ်တွေရောကင်စာမဟုတ်တဲ့အကျိတ်တွေကိုကုသပေးရမှာပါဓာတ်ကင်ကုသမှုအသုံးပြုပိုင်သူ့နာမည်အတိုင်းပဲ proton b therapy ဟာရိုးရိုးတက်ရောက်ကြီးထက် ဆန်အာမြင့် proton drug မှုတ်တွေကိုတောင်းပြီးကင်စာဆဲတွေအကျိတ်တွေကိုဖျက်ဆီးပစ်ပိုက်ရိုးရိုးတက်ကင်ကုသမှုနီတူကင်စာအကျိတ်ဒါမှမဟုတ်ကင်စာမဟုတ်တဲ့အကျိတ်တွေကုသဖို့အတွက်အသုံးပြုနိုင်ပါတယ်။သူကြီးလည်းအသုံးပြုသလိုခွဲစိတ်ကုသတာကင်စာဆေးသွင်းတာလို့တခြားကင်စာကုသနည်းတွေနဲ့တွဲပြီးလည်းအသုံးပြုပါတယ်။ဒီအရာကကင်စာအတွက်အသုံးဝင်ပေမဲ့လည်းအချိန်ကြာပြီးအချိန်ချင်းဆေးထိုးတက်ကင်နေရတာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုတခါမှာတော့ဆေးတလုံးထိုးရုံနဲ့ ကင်စာယောဂအရှင်းပြောင်းနိုင်မဲ့နီလန်ကောက်တစ်ခုပေါ်လာခဲ့ပါတယ်။ဒီသတင်းလေးကတော့အားလုံးအတွက်ဝမ်းသာကြပါပြီ။ဒါကတော့အင်္ဂလန်နိုင်ငံကဥရောပတိုက်မှာပထမဆုံးအဖြစ်ကင်စာ15မြို့ကို ကုသပေးနိုင်တဲ့ဈေးတမျိုးထိုးနှံပေးလျက်ရှိပါတယ်။ Optibon လို့အမည်ရတဲ့အဲ့ဒီဈေးဟာအဆုတ်ကင်စာ၊ဥမာကြီးကင်စာ၊အရည်ပြားကင်စာအပါအဝင်ကင်စာယောဂ15မြို့ကိုကုသပေးနိုင်စွမ်းရှိပြီးဈေးထိုးနှံဖို့လဲအချိန်3မိနစ်ကနေ9မိနစ်ကြာပဲကြာမြင့်ပါတယ်။ အခုလိုစေးထိုးနိုင်မှုကြောင့်တစ်နှစ်ကိုလူနာ15000အထိအကျိုးသက်ရောက်မှုရှိသေးနိုင်မယ်လို့ခန့်မှန်းထားပြီးဈေးရုံတွေရဲ့လုပ်ငန်းလှုပ်ဆောင်တာကိုလည်းတိတိတသာ short ချက်ပေးနိုင်မယ်လို့မျှော်မှန်းထားကြပါတယ်။စီဝါနယ်ကျန်းမာရေးပစ္စည်းစီမီထိန်းသိမ်းရေး agency MHRA ကထောက်ခံချက်ရရှိထားတဲ့ဒီစီးဟာကိုခန့်အားစနစ်ကကင်စာဆဲရီကိုခွဲခြားဖော်ထုတ်ပြီးတိုက်ဖြတ်နိုင်စေတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်ပေးရဖြစ်ပါတယ်။ဒါကြောင့်ဒီသတင်းလေးကတော့ကင်စာယောဂသမားတွေအတွက်တော့အလင်းတန်းလေးတစ်ခုပါပဲ။ ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်